အတွေးခေါ်ကွာဟတဲ့ချစ်သူနဲ့ချစ်သူတတန်းငါးနဲ့အကြာမှာလမ်းခွဲလိုက်တဲ့အဆိုတော်လင်မော်သည်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်စွန်စားမယ်ကိုချီရေးလိုက်လားဆိုပြီးတကြော့ပြန်နာမည်ကြီးနေတဲ့အဆိုတော်လင်မော်သည်ကတရုတ်ဆောင်ကြော့ကြော့ပိုင်မှုနဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်မကြသေးခင်ကမှနှစ်ယောက်အတူအင်တာဗျူးတွေဖြေထားတဲ့လင်မော်သည်တို့ချစ်သူစုံတွေကချစ်သူတတန်းငါးနဲ့ကြော်တဲ့အချိန်မှာတော့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းတရားဝင်ကြေညာလာပါတယ်သူတို့နောက်ရက်လမ်းခွဲမှုကိုတော့တခြားသောအမှုပညာစုံတွေလိုပရိသတ်တွေကနှမျောတသအစိမ်းမကောင်းမဖြစ်ကြပါဘူး အကြောင်းရင်းကတော့အစိုးရလိမ္မော်တီကအရင်အင်တာဗျူးတွေထဲမှာကနှစ်ယောက်စလုံးကတိုင်မတူကြအတွေးခေါ်ရင်းကွာဟာကြောင်းကြောကြောပိုင်မွေးရဲ့အတွေးခေါ်ရင်းကိုလည်းသဘောမကျကြောင်းအာမနာရန်ပြောဆိုပြီးဖန်လာပါတယ်အစိုးရလိမ္မော်တီကနမရပိသအစိုးရတယောက်ဖြစ်တဲ့အပြင်အနုပညာတက်တန်းလဲကြာနေပြီဖြစ်ပေမဲ့အောင်မြင်တဲ့တလောက်မအောင်မြင်နေရတာ supportive မဖြစ်တဲ့ချစ်သူကြောင့်လို့ပြောချင်နေပုံပါပဲလိမ္မော်တီကထက်မြက်တဲ့မိန်းကလေးပြီးပြီးအနာဂတ်အတွက်ကြိုတင်ပလန်ပြီးတွေးခေါ်စီစဉ်နေပြီးမြဲချစ်သူဖြစ်တဲ့ကြောကြောပိုင်မွေးရဲ့အတွေးခေါ်ရင်းကတော့ရိုးရှင်းနေတာကြောင့်အမေရဖြစ်နေပါတယ် ပြောဆောင်ကြကြပိုင်မှုကအနှစ် AB တင်းတင်းရောင်ရဲတဲ့သူရုပ်ရှင်နဲ့အတွေ့ခေါ်တွေပဲရှိသူဖြစ်ပါတယ်။ဒါကြောင့်လဲအရင်ကတရုတ်ဆောင်လုပ်ခဲ့မှုတဲ့ကြကြပိုင်မှုကအခုချိန်မှာအမှုပညာအလုပ်တွေပြန်မလုပ်တော့ဘဲအေးဆေးဆေးသာနေထိုင်နေပါတယ်။လက်ရှိမှာတော့လိမ္မော်သီးကြောင့်ဘာတစ်ခုမှတချင်းဆိုပြနေရလို့ဆိုပါတယ်။လိမ္မော်သီးကတော့ဒီလိုကြကြပိုင်မှုနဲ့သူ့ရဲ့အတွေ့ခေါ်တွေကွာဟပုံကိုအမနာရန်ဖွင့်ဟလာပါတယ်။တရုတ်ဆောင်ကြကြပိုင်မှုကလည်းတချိန်ကလူတီများခဲ့တဲ့အမှုပညာသမားဖြစ်ပြီ လူအေးတယောက်ပါအစိုးရလိမော်ဒီကိုအတော်ချစ်တဲ့ကြော်ကြော်ပိုင်းမှုကအင်တာဗျူးတွေမှာလိမော်ဒီကို၃နှစ်လောက်လိုက်ခဲ့ရကြအောင်ဘလောက်ချစ်ကြောင်းဂုံယူပြောခဲ့ပေမဲ့လိမော်ဒီကတော့ကြော်ကြော်ပိုင်းမှုကိုအချိန်ကြာကြာလိုက်နိုင်လို့စွဲစုပေးခဲ့ရုံပါပဲဒီဥဆောင်ကြော်ကြော်ပိုင်းမှုကအေးအေးဆေးဆေးနေတတ်သူပြီးပြီးချစ်သူလိမော်ဒီပြောဆိုသမျှတွေကိုဘာမှပြန်မပြောပဲတီးခန့်လွန်လာကြအောင်တချို့ပြိတ်သက်တွေကကြားရဲကစိတ်ဆိုးကြရတဲ့အထီးပါပဲလိမော်ဒီရဲ့ပြောဆိုမှုတွေကယောက်ျားမာနာကိုထိခိုက်တဲ့ဆိုပြီးတရုတ်ဆောင်ကြော်ကြော်ပိုင်းမှုဘက်ကနာပေးကြတဲ့သူတွေလည်းရှိကြပါသေးတယ် ။နေမော်ဒီကတော့၅နှစ်ကြာချက်သူတက်တက်မှာကြော်ကြော်ပိုင်မှုကိုဖြတ်တိုင်းယောက်ျားလေးဘက်ကပြန်မဆွဲခဲ့ပါဘူးလို့ဆိုပါရယ်။ကြော်ကြော်ပိုင်မှုနဲ့၃ကလောက်ထိလန်ခွဲခဲ့ပေမဲ့သူ့ဘက်ကပြန်ဆက်သွေးလာတာ။စကားပြောဖို့အင်ရှိရောက်လာတာမျိုးတော့မရှိခဲ့ပါဘူး။အဆိုရာလီမော်ဒီဘက်ကသာတန်ရုံးစင်မဖြတ်နိုင်လို့မပြတ်သားခဲ့တာဖြစ်ပြီးအခုချိန်မှာတော့လိမ္မော်ဒီကကြော်ကြော်ပိုင်မှုကိုတန်ရုံးစင်ဖြန့်နိုင်သွားပြီလို့ဆိုပါရယ်ကြော်ကြော်ပိုင်မှုကတော့တန်ရုံးစင်ဖြန့်နိုင်သွားပြီဆိုတဲ့လိမ္မော်ဒီရဲ့အင်တာဗျူးကိုကြော်ကြော်ပိုင်မှုကလည်းလက်ရှိအခြေအနေအရာရာအတွက်ကျေးဇူးတော့အကောင်းဆုံးလေးဖြတ်သန်းခဲ့ပါရယ်ဆိုပြီး သူရဲ့ Facebook စာမျက်နှာကတဆင့်ပြန်လည်မျှဝေလာခဲ့ပါတယ်။လက်ရှိမှာလိမ္မော်သည် move အပြည့်နဲ့ဖျော်ပြင်းနေတဲ့တချင်းတပုံးဟာလည်းရေးပန်းစားနေပြီ။လိမ္မော်သည်ကတကြောပြန်နာမည်ကြီးနေပါတယ်။တတူအပြည့်နဲ့အမိုက်စားဆိုတော့ကြီးလို့နေတဲ့လိမ္မော်သည်ရဲ့ဟန်ပန်ကိုလည်းပရိသတ်တွေအတော်လေးသဘောကျနေကြပါတယ်။စွန်စားမယ်ကိုချီရေးလိုက်ရလားဆိုပြီးခမိုက်မိုက်ဖျော်ပြင်းနေတဲ့လိမ္မော်သည်ကိုတချို့ကလည်းစေးကွဲနေတယ်ဆိုပြီးထင်ကြီးပြီးပြောဆိုနေကြပါတယ်။လိမ္မော်သည်ကတော့တချင်းစားဆိုတာနဲ့ဘာစေးမှသုံးစရာမလိုပဲ move ဝင်ပါတယ်လို့ပြောလာပါတယ်။ သူအနေနဲ့လည်းစေးတုံးရတာကိုမကြိုက်တဲ့သူတယောက်ပါဆိုပြီးပြန်ဖြေရှင်းလာပါတယ်။တဲ့မတူတဲ့ချစ်သူကိုဖျက်မရလို့စိတ်ညစ်နေခဲ့တဲ့လိမ္မော်သည်ကအခုအချိန်မှာတော့တကူရဲလွတ်လပ်သွားပြီးအမှုပညာအလုပ်တွေအရင်ကထက်ပိုကြိုးစားလုပ်လာပါတယ်။အခုလိုစိတ်ဝင်စားဝတ်တဲ့တင်အကြောင်းအရာတွေအပြင်နောက်ထပ်လည်းအမှုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့တင်အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။